ိုက်လာမြင်သည့်စိန်များဖြစ်ပွားပြရာ Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဆရာပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့183ချိန်မြောက်ဓမ္မနုပတနာ9ရက်တရားစခန်းသိရေဆက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တိမြောက်ပိုင်းမြို့နယ်ကုန်းမောင်လန်းကုန်းမောင်အိမ်ယာအမှတ်16ရပ်ကွက် အမှတ်1လမ်းမကြီးရှိမူလသစ္စာဒီဘက်ကဝိပဿနာအဖွဲချုပ်ဓမ္မရိပ်သားတွင်ဒီကနေ့အော်တိုဘားလ25ရက်နနက်9နာရီခွဲက183ချိန်မြောက်ဓမ္မနုပတနာ9ရက်တရားစခန်းသိတရားနာရေးဆက်ချအခမ်းအနားစီရင်ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဂျေဆုရှင်ဆရာကြီးဦးကြီးက 1963ခုနှစ်တွင်တစ္ဆာဒီပကသာသနာကိုစတင်တည်ထောင်ပြီးတပည့်ယောဂီများတန်ညာပြည့်ရန်နိလန့်မှန်ဖြင့်လွယ်ကူစွာတရားအားထုတ်နိုင်ရန်မြတ်စွာဘုရားဟောကြားတဲ့တတိပဒံအပိုင်းအားအဓိကထားဟောကြားပြသပေးခဲ့ပါသည်။ဆရာကြီးကွယ်လွန်ပြီးတဲ့နောက်တပည့်များအားဓမ္မနုဘက်တနာတတိပဒံကိုဆက်လက်အထွန်းရှိကြစွာသာသနာပြုနိုင်ရန် စီမင်းမူပေါင်း၄ချက်ဓမ္မကတိကများလိုက်နာရန် စီမင်း၁၀ချက် အဖွဲ့မူဝါဒစီမင်း၁၈ချက်တို့ဖြင့်ရေးဆွဲပြီးတသနာအမွေခံယူနိုင်ရန်သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ဒါကြောင့်1998ခုနှစ်မှစတင်ပြီးမြတ်စွာဘုရားရဲ့တသနာတော်မြတ်ကြီးကို ခိုင်မာတဲ့ယုံကြည်မှုဖြင့်မိယိုးဖလာဗုဒ္ဓဘာသာအဖြစ်မှဗုဒ္ဓဝါဒီအနှစ်သို့ရအောင်လမ်းညွန်သွန်သင်ဆုံးမခဲ့တဲ့ ကျေးဇူးရှင်ဆရာကြီးရဲ့တိလသမารိပညာဂုံကျေးဇူးများအားကျေးဇူးဆက်ခွင့်ကြုံလာရပြီဖြစ်တာကြောင့်ဝမ်းမြောက်ဝမ်းသာ တာဝန်ယူပြီးတာသနာပြုဆ ਾਇ ရခဲ့တယ်လို့သိရပါတယ်။ယခုလက်ရှိမှာကျေးဇူးရှင်ဆရာကြီးအားပူဇော်ကျေးဇူးဆက်လိုတာကြောင့်ဆရာကြီးဟောကြားပြသခဲ့တဲ့ ဆုံးမချက်အတိုင်းဖရာတရားတန်ခါမိဘနှင့်ဆရာသမားများအပါအဝင်ကျေးဇူးရှိဘူးသူအလုံးတို့အား ဓမ္မဖြင့်ပူဇော်ကျေးဇူးဆက်ခြင်းပင်လေခန္ဓာအပေါ်ဉာဏ်တက်ရောက်သောပူဇော်နည်းဖြစ်တာကြောင့်ဓမ္မဖြင့်အစဉ်အမြဲပူဇော်ကျေးဇူးဆက်လျက်ရှိတယ်လို့သိရပါတယ်။ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တတိပဒံတရား၄ပါးမှာကာယ ानु ဘတနာဝေဒနာ ानु ဘတနာ စိတ်ဓာ ानु ဘတနာနဲ့ဓမ္မ ानु ဘတနာဟုရှိရမှာကာလဝေဒနာစိတ်ဓာဟုတဲ့တတိပဒံကမ္မထံပြသားတဲ့တရားဌာနများညပြတော်လေ ဓမ္မနုဘတနာတတိပဒံကမထံပြသနေတဲ့တရားဌာနမှာလွန်စွာရှားပါလာတာကြောင့်ယခုသဒ္ဒနာအနောက်ပိုင်းကာလတွင်ယခုသဒ္ဒနာနောက်ပိုင်းကာလများတွင်ဓမ္မနုဘတနာတတိပဒံကိုသာတဆိုင်မမအာယုံဆိုင်ဟောကြားပြသခဲ့တဲ့တစ္ဆာဒီဘကမူလဓမ္မစရိယဆရာကြီးဦးကြည်ဟောကြားခဲ့တဲ့တရားခွေများပြုစုရေးသားခဲ့တဲ့ဓမ္မစာပေများကို လေ့လာခဲ့ရာလွန်စွာပင်နားလေသဘောပေါက်လွယ်တဲ့ တရားတော်များဖြစ်တယ်လို့သိရပါတယ်။ဆရာကြီးဦးကြည်ရဲ့တာကြီးဩရတာဖြစ်သူဆရာအဝင်းနိုင်တစ္ဆာဒီပကသာသနာပြုလုပ်ငန်းများကိုဆက်လက်လုပ်ကိုင်လျက်ရှိရာခုဆို183ကြိမ်မြောက်ဓမ္မနုဘတနာခုနှစ်ရက်တရားစခန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီးဒီကနေ့အောက်တိုဘာလ25ရက်နေ့မှာတော့ တရားစခန်းသိရေစက်ချမင်္ဂလာခန်းနာအောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ကဘုဒ္ဓဘာသာဆိုတော့လေအများအားဘုဒ္ဓဘာသာတွေကိုကျွန်တော်ကစီယုံတိုက်တွန်းတယ်ဒီဝိပဿနာတရားဆိုတာကျွန်တော်လူကြီးလူငယ်အရွယ်မလတ်အကုန်လုံးအပိုင်းရှားမရှိပေါ့လေကျွန်တော်တို့ကလေ့လာခန်းစားခွင့်ရှိတယ်ကိုယ်တိုင်အားထုတ်ရမယ့်တရားဆိုတာကိုကျွန်တော်သိထားတဲ့အတွက်ဘယ်သူမှကျွန်တော်ကန့်သတ်ခြင်းမရှိပါဘူး ဒီမှာလူကြီးတွေများတယ်ဆိုတာဒီကာလဟာရုံးဖွင့်ခြင်းကြောင်းဖွင့်ခြင်းဖြစ်တဲ့အခါကျတော့ကလေးတွေကလည်းတိတ်မဝင်နိုင်ဘူးပေါ့။ကြံကာလဆိုရင်လူငယ်တွေအလွန်များတာ။အလွန်များတော့တိတ်တောင်ကျွန်တော်ဖွဲ့စည်းနေတော့အမှန်တမ်းကြက်တယ်ပေါ့လေ။အဲ့လောက်တော့ဖြစ်တဲ့လူငယ်တွေတော်တော်များရှိကြပါတယ်။လူကြီးတွေကိုလည်းကျွန်တော်ကဒီမှာချိန်ခါမျိုးလက်ခံသူတို့တိုက်တွန်းတရားအားတရားအားထုတ်ဖို့ရအောင်ကျွန်တော်ကအများကြီးညွှန်ပြပေးတော့လူကြီးတွေအားဖြင့်တော့တော်တော်အားပါချက်ယာယီဖြစ်နေတာပေါ့လေ။လူငယ်တွေကိုလည်းကျွန်တော်အများကြီးဖိတ်ခေါ်ပါတယ်။လာလက်လာကြပါတယ်။ ကျွန်တော်193ကြိမ်တိုင်အောင်ကျင်းပပြုစုပြုလုပ်နိုင်ခဲ့တာဟာကျွန်တော်လှူရှင်လှူမာများရဲ့စေတနာနဲ့ပံ့ပိုးမှုတွေအများကြီးပါပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီအမှုဆောင်ဖွဲ့ရလဲအင်ဒိုက်အားရိုက်ကိုကျွန်တော်တို့ကအင်မလန်ပင်မခံပြီးဆောင်ရရတာပါအဲတရားပြတဲ့ကျွန်တော်ရဲ့ဥဆောင်ဓမ္မကြီးရဆိုပြီးအသက်80ကျော်ပြီအဲကျွန်တော်ဆိုရင်အသက်60ကျော်ပြီပေါ့လေဒီလိုပိုင်းခြားတွေကကျွန်တော်တို့တရားလာရောက်ဝင်ရောက်အားထုတ်တဲ့ပုံကိုယ်တွေကိုကျွန်တော်ကစေတနာနဲ့ညွန်ပြပေးနေတာဖြစ်ပါတယ်အဲ့ဒီပေါ်မှာသရတရားကောင်းစွာနဲ့လှူရှင်တွေကလည်းဝင်ရောက်အားပေးပြီးတော့လှူဒါန်းကြတဲ့အတွက်ကြောင့်လည်းကျွန်တော်တရားစခန်းကြီးကဒီလိုပဲအချိန်နဲ့ ဆက်လက်အောင်မြင်မှုဖြစ်တာရှိပါတယ်။အဲ့တော့နောက်ပိုင်း184ကျင်းမှာစာရွက်ဆက်လက်ပြီးတော့လဲကျွန်တော်တို့ဒီအလှချင်းလူမအများရဲ့ပံ့ပိုးမှုတွေကျွန်တော်အမှုဆောင်ဖွဲ့ရဲ့လုံလောက်ဝိရိယစိုက်ထုတ်မှုတွေအများကြီးနဲ့ကျွန်တော်တို့ကဒီယောဂီများကိုဖိတ်ခေါ်လျက်ရှိပါတယ်။လာရောက်ကြအထုတ်ကြပါကျွန်တော်အခု183ကဒဇောင်းမလမှာဖြစ်တော့184ကိုကျွန်တော်တကြံကာလအထိမှတ်ထားတယ်။သို့တော်လည်းပဲဒီကြားထဲမှာအလှရှင်များရဲ့ဆန္ဒတွေဒီအလှရှင်များပေါ်ပေါက်မှုတွေပေါ့လေနောက်တစ်ခါတရားအထုတ်ဝင်ရောက်လို့တဲ့ ယောဂီများရဲ့တိုက်တွန်းမှုတွေသူရဲ့ဆန္ဒတွေဖြစ်လာခဲ့ရင်ကျွန်တော်တို့194ကျင့်ကိုဒီကာလာထဲမှာပဲဆောင်ရွက်ဖို့လည်းအစီအစဉ်ရှိပါတယ်ကျွန်တော်ကဒါတွေကိုကျွန်တော်တို့မူလသက်စာတီကပြုပဒနာဖွဲ့ချုပ်ကျွန်တော် page တင်ထားလာရှိပါတယ် Facebook မှာအဲ့ဒီ page မှာလည်းကျွန်တော်ကြီးညာလည်းရှိပါတယ်နောက်တစ်ခါကျွန်တော်စံတော်ချင်းသတင်းစာမှာလည်းကျွန်တော်ကကြီးညာလည်းရှိပါတယ်ကျွန်တော်အမှုဆောင်များရဲ့သူကိုယ်ပိုင် page တွေမှာလည်းသူတို့တင်ရတင်ထားတာတွေရှိကြပါတယ်အဲ့တော့အဲ့ဒီ Facebook တွေတရားတစ်ဆင့်စံတော်ချင်းသတင်းစာတစ်ဆင့်ကျွန်တော်တို့အများအားကျွန်တော်တို့ရဲ့ ိတ်ခေါ်မှုတွေကိုဝင်ရောက်အားထုတ်မဲ့ယောဂီများလာရောက်မဲ့အလူရှင်များအားလုံးကိုဒီရန်နေလာရောက်ကြပါလို့ဖိတ်ခေါ်ရင်းနဲ့တင်တော်တင်ကောင်းပါလို့ပါလေငါတစ္ဆာဒီပကဝိပဿနာဒီဌာနချုပ်မှာပေါ့နော်ဒီမှာအရင်ဆုံးကျွန်တော်စပြီးရောက်တာတော့အကိုကြီးဦးအောင်မျိုးကဆရာဦးမကပေါ့သူ့ရဲ့အဆက်အသွယ်နဲ့သူ့ရဲ့ညွှန်ပြမှုနဲ့ရောက်တာပေါ့ဒီရောက်တော့လေဒီကဆရာဆရာဦးဝင်းနိုင်တို့အော်ဆိုရက်လမ်းညွှန်မှုတွေပေါ့နော်တရားဓမ္မတွေကိုကျွန်တော်နာကြရတယ်เนาะအဘဆရာကြီးဦးကြီးရဲ့ တရားစာအုပ်တွေကျွန်တော်စဖတ်ဖူးတယ်စပြီးတော့တရားတွေနာပြစ်တော့မှာပို့ပြီးတော့ခုကျွန်တော်လည်းအရင်မှဒီဘက်မှာလည်းတရားတွေလုတ်ဖူးပါတယ်အနေချင်းပေါ့ဒါပေမဲ့အဘဆရာကြီးရဲ့တရားတွေမှာပို့ပြီးတော့ထိထိရောက်ရောက်လေးကိုတွားတွေ့တယ်ပေါ့တွားတွေ့တဲ့အခါမှာကျွန်တော်ဒီဟာကိုပို့ပြီးတော့စိတ်ထဲမှာဟိုအားတန်လာပေါ့ကိုအားတန်လာနောက်ပြီးတော့လူကြီးတွေအတွက်လည်းတအားကောင်းပါတယ်ဒီမှာပေါ့လူကြီးတွေအတွက်ဆိုရင်ဘယ်လိုခေါ်မလဲနောက်ဆုံးလူကြီးတွေရဲ့ကျွန်တော်တို့ နောက်ဆုံးအချိန်တွေအတွက်ကိုဂျန်တန်မိုးရှိတယ်လို့ကျွန်တော်ခန်းစားရတယ်ကျွန်တော်အတွက်လည်းကျွန်တော်အဲ့ဒီအတွက်ကိုခန်းစားရတဲ့အတွက်ဒီမှာလာပြီးတော့လူဖြစ်ပါတယ်လူဖြစ်တဲ့အပြင်ဒီရဲ့အဘဆရာကြီးရဲ့တရားတွေကိုကျွန်တော်လေ့လာနေပါတယ်ခင်ဗျာလူကြီးပိုင်းတွေအတွက်ကိုအဓိကထားပြီးတော့ဒီတရားစခန်းလှုပ်ပေးနေတာပေါ့ဘာကြောင့်လဲဆိုတော့လူကြီးတွေရဲ့အချိန်ကတိတ်မရှိတော့ဘူးခင်ဗျာလူငယ်တွေအတွက်လည်းနောက်ဘဝဆိုတာကျွန်တော်တို့မနေ့ကဖန်တဲ့ပုံပြီးနှီးပါတယ်ညီမလေးအဲ့တော့ဘယ်သူမှတော့အချိန်ရတော့တကယ်တမ်းတွက်ကြည့်လို့မရှိပါဘူး ူကြီးတွေအတွက်ကြတော့ပို့ပြီးတော့အချိန်နှဲနေပြီလို့ခံစားရတယ်ဘောနော်အဲ့ဒီအတွက်ကိုဒီဟာအဓိကလူကြီးတွေကိုရဲ့သူတို့သွားမဲ့လမ်းကြောင်းအတွက်ကိုလမ်းပြပေးတဲ့နေရာဌာနပြုတ်ကိုပို့ပြီးတော့အဲ့ဒါကိုပို့ခံစားရတယ်ဘောနော်အဲ့ဒီအတွက်ကိုကျွန်တော်ကျင်လဲကျင်နေပါတယ်ဒီမှာလာပြီးလှူရတာကျွန်တော်လည်းအများနဲ့ဒီဇိုင်းမမှတ်ပေါ့တန်နေတန်ချတာပါတယ်ကျွန်တော်တို့အသက်ကျွန်တော်တို့အသက်ရှိချိန်ကျွန်တော်လုံနိုင်တဲ့အချိန်ဒီဟာဒီမှာအများနဲ့လှူဖို့တော့ကိုလည်းဒိတ်ထန်ပြုထားပါတယ်ခင်ဗျာဟုတ်ပါဘူးလာပြီးတော့လေးလာပါ လာကြည့်ပါလေးလာပြီးလာကြည့်ဝိုင်းတို့တို့အကျိုးများပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လည်းအရင်ဆုံးကအကူကခေါ်လာတဲ့အတွက်အရင်ဆုံးလာတဲ့လာတဲ့အချိန်မှာအေဂျင့်မှုကိုခန်းစားရတယ်။နောက်ပြီးတော့ကိုလေးလာတဲ့အခါမှာလည်းဒီလေးလာတဲ့အပေါ်မှာထပ်ပြီးတော့ကိုအတွက်ကိုရရှိတဲ့အရာတွေကတတ်မိုးရှိပါတယ်။အဲ့ဒီအတွက်ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်။လာခဲ့ပါကိုတိုင်းလာမှကိုတိုင်းတိမှပို့ပြီးတော့အကျိုးရှိတဲ့ဟာကိုတို့လက်ခံနိုင်ပါဘောနော်။ကျွန်တော်တို့ပြောထားတဲ့စာရင်ကျွန်တော်ကိုတိုင်းကလည်း ကိုယ်တိုင်လာပြီးတော့တိခဲ့တဲ့အတွက်ကိုလာပါလို့ကျွန်တော်အလူညွတ်ကျွန်တော်ဖိတ်မှန်တကားပြုပါတယ်။ကျမဒီဟိုရောက်လာရတော့ဆရာကြီးဦးကြည်ရဲ့စာအုပ်တွေကိုဖတ်တယ်။နောက်ဆရာကိုဝင်းနိုင်တို့ဆရာဦးခင်မောင်ကြီးတို့ရဲ့အဆက်အသွယ်နဲ့ရောက်လာတာပါ။အာဒီမှာတရားအထုတ်တာကတော့10နှစ်ကျော်ပါပြီ။အရင်တော့ဆိုကျမတရားထိုင်ရမှကြောက်တယ်။ဘာဖြစ်လဲဆိုတော့အကြာကြီးလည်းမထိုင်နိုင်ဘူး။ဟိုဘာမှမလဲအဲ့အဓိကတော့ခန္ဓာဒုက္ခကို ကြောက်တာအဓိကပေါ့နော်နောက်ပိုင်းဒီကိုရောက်လာတဲ့အခါကျတော့ဒီမှာ나이ဝက်ထိုင်15မိနစ်နာပြီးရင်ပြန်나이ဝက်ထိုင်15မိနစ်နာဆိုတော့လူကနည်းနည်းဟိုခန္ဓာကိုယ်ဒုက္ခရောက်တာညော့တယ်အဲ့ခန္ဓာလေးအတော်အတွင်းမှာဒီ나이ဝက်အတော်အတွင်းမှာဒီခန္ဓာမှာဖြစ်ပြနေတာမျိုးဉာဏ်ဆိုင်ပြီးတော့မှသိနိုင်တယ်အဲ့ဒါကြောင့်မလို့ဒီဟာကိုသဘောကျပြီးရောက်လာတာပါဒီ ਪਰ မတ်အယုံဆွဲမြဲလာတဲ့အခါမှာကိလေသာတွေရောပါလာတယ်အရာရာမှာစိတ်ကိုဖြည့်ဆည်းတတ်တယ်အဲ့ဒါကြောင့်မလို့ အကျိုးရှိပါတယ်ဒီတရားကိုအားထုတ်ခြင်းအပြင်ဒါကလက်ရှိအနေထားပေါ့နောက်တန်တရားမှာလည်းဒါဟာဒီဇိုင်းမမတ်တာအားထုတ်သွားမယ်ဆိုရင်အပေတကားပိတ်တဲ့အထိအားထုတ်နိုင်ပါတယ်စူးစမ်းနိုင်ပါတယ်ဒါခန္ဓာကိုဓာတ်ရိုက်ရှုကြည့်တဲ့အတွက်ကြောင့်မလို့အချိန်တိုအတွင်းမှာညံထိထိရရောက်ပြီးသားတယ်။ဟိုတခြားတရားစခန်းနေရာကြတော့တို့ကတမာတိကိုထူထောင်နေတာအချိန်တော်တော်ပေးရတယ်။ဒီမှာကြတော့ခန္ဓာကိုဓာတ်ရိုက် ရှုတဲ့အတွက်ကြောင့် အသိဉာဏ်ပို့ပြီးတော့ထိရောက်တယ်ဉာဏ်ဆန်းတယ်ဟိုပို့ပြီးတော့ဝိပဿနာအားထုတ်ဖို့အဆင်ပြေတယ်ကဲဟိုဒီတရားစခန်းမှာကျမတို့လိုတရားထိုင်ရမှာကြောက်တယ်ခန္ဓာဒုက္ခရောက်မှာကြောက်တဲ့သူတွေဒီတရားစခန်းမှာလာပြီးတရားအားထုတ်ကြပါဘာလို့ဆိုတော့နိုင်ဝက်ပဲထိုင်ရတဲ့အတွက်ကြောင့်ဒီခန္ဓာဒုက္ခရော့ပါတဲ့အပြင်တိတိလွယ်မြင်လွယ်တဲ့တရားဒုတရားမြတ်တွေလည်းရနိုင်ပါတယ်အဲဒါကြောင့်လို့ဒီမှာလာပြီးတရားအားထုတ်ကြပါလို့ဖိတ်ခေါ်ပါရစေအတရား ဒီစခန်းကမာဂဓမ္မယုံမှာဖွင့်တဲ့89ကြိမ်မြောက်တည်းကအန်ဒီကအဲ့တော့အလုတ်ထဲကနေစဝင်ခဲ့တာအလုတ်လုံရင်ပေါ့လုံလုံရင်အဲအားရရကိုတကြံစခန်းကတော့အပြည့်ဝင်နိုင်တာပေါ့ကြံတဲ့ရက်ကတော့အားတဲ့အချိန်လေးဝင်ရတာပေါ့ဒီတရားစခန်းဟာဒီဆရာကြီးဦးကြီးကအန်ဒီတို့ရဲ့အဖေလက်ထက်ကလေးကတော့ချောက်အဖေကဆရာကြီးဦးကြီးကိုကိုယ်ကခဲ့တာပေါ့သူသူတရားကိုပဲအဖေကဖတ်ခဲ့တာတည်တဲ့အချိန် ူကတော့ကိုယ်တိုင်ကဆရာကြီးရဲ့ဟိုပါအန်တီတက်ဆိုတက်တုံးကတည်းကဆရာလေးဆရာကြီးကဟိုဖျားလေးမှာတရားဟောခဲ့တာအဲ့ဒီကလေးကအဖေကဆရာကြီးဥကြည်မှာဥကြည်ဖြစ်ခဲ့တာအဲ့တော့ကတော့အန်တီကတက်ဆိုကြောင်းသူဆိုငငယ်ပေါ့အဲ့တော့ကတည်းကအန်တီကစိတ်ဝင်စားခဲ့တယ်နောက်တရင်းစာမှာဥကြည်ရဲ့တပည့်တွေဒီမကတိကဘလူးတွေဘလူးတွေဆိုဟာအဖေလက်ထက်ကဥကြည်ပါလားဆိုပြီးအန်တီ58နှစ်အလုတ်ထွက်တော့ ဒီမှာ design မှာမဝင်ခဲ့တာပဲလက်ထက်တည်းပေါ့။ဒီဟာကတော့တမီးရဲ့အစတွေကအန်တီသဘောကျတာ။နိုင်ဝက်ထိုင်ပြီးတော့အဲ့လိုပြင်းကျန်တဲ့ပရမတ်ကိုဖွဲ့အောင်တည်ခဲ့တယ်။နောက်ဘယ်ဟာပြင်းကျန်ဘယ်ဟာပရမတ်ပရမတ်ကိုအဓိကထားပြီးဘလို့ထားရင်ဘလို့ခန်းခန္ဓာကိုယ်မှာကြည်တာရှုတာအဲ့ဖြစ်ပြက်သဘောကိုဒီဟာအသေးစိတ်ပေါ့။ဘလို့ဖြစ်ခဲ့တယ်ဆိုတော့ဖောက်ပြန်ခြင်းကဒါဖြစ်လာပြီးတော့ဘလို့ပြက်တယ်ဆိုတာမျိုးတွေဒီအသေးစိတ်သိခဲ့ရတော့သဘောကျတယ် ပြီးတော့နိုင်ဝက်လကလေးဆိုတော့လူကဟိုခံနိုင်တယ်ပေါ့ခန္ဓာကိုယ်ရဲ့ဒုက္ခကိုသိမှခံရတော့မြန်မြန်လေးတွေ့ရလို့အန်တီတော့ထင်တယ်လေဒီလိုလိုပဲတကြည်အန်တီကတော့60မပြည့်ခင်လေးဝင်ခဲ့တာပေါ့လေကို60ကျော်နေကိုအန်တီဆို89နှစ်ဖြစ်ပြီဒီအွယ်တွေဟာဒီခန္ဓာကိုယ်ရဲ့ခန္ဓာဒုက္ခကိုနိုင်ဝက်လောက်ကတော့ခံနိုင်တယ်အဲ့ဒီအချိန်မှာတရားကိုသိုက်မတ်မတ်ထိုင်လို့ရတယ်ပြီးတော့အသိဉာဏ်လည်းမြန်မြန်ပွင့်လွှဲလွယ် ဝေဝေဝါးဝါးနဲ့မဟုတ်ပဲတဲ့ဒါလိုက်ကြည့်နိုင်တယ်ဓမ္မနုပတ္တနာဖြစ်တဲ့အတွက်တို့နေဝင်ချိန်သားနီးလာတဲ့အတွက်မြန်မြန်လေးဝင်စေခြင်းတယ်ပေါ့ကျွန်တော်တော့ပြင်းလာတယ်မှာတွေးမိလို့ပါခင်ဗျအများကြီးတွေ့တက်မှုရှိပါတယ်ခင်ဗျတခြားသခန်းတွေဝင်တော့တော့တော်တော်များများပြောရရင်တော့အချင်းကြာကြာဝင်ဝင်ရတယ်ပေါ့ထိုင်ရတယ်ပေါ့ခင်ဗျဒီမှာကတော့အချင်းကာလတူအတွက်မှာဆရာကြီးဦးကြည်ရဲ့ဒီဓမ္မနုပတ္တနာညာအထောက်အကူမှာပြည့်ရပฏิပတ်ကို လေးထားပြီးတော့စာပြေတင်ရောတင်ရပူချရတဲ့အတွက်ကျွန်တော်တို့ဖြစ်ရောက်ဆုံးနဲ့အလင်းများဆုံးပြည့်လွယ်ပါတယ်ခင်ဗျာတည်ငြိမ်မှုလည်းအများကြီးရပါတယ်နောက်ကျွန်တော်တို့ဒီဘာသာတရားရဲ့အကျိုးကျေးဇူးပေါ့ခင်ဗျာနောက်ပြီးတော့ဆရာကြီးရဲ့ဒီသုံးမသွင်းတဲ့ဩဝါဒတွေရောကျွန်တော်တို့အရင်တော့မသိခဲ့တာတွေအများကြီးသိခဲ့ရပါတယ်နောက်တစ်ချက်ကဒီပြပတ်ကိုလည်းလွယ်လွယ်နဲ့ကျွန်တော်တို့ဟိုဖတ်နိုင်ရှုနိုင်သိနိုင်သွားပါတယ်ခင်ဗျာ ဟာအများကြီးကောင်းပါတော့ခင်ဗျာဟောဆိုတော့ကျွန်တော်ဘရော့လာနေနေအများကြီးလိုအပ်ပါတယ်နောက်တစ်ဆက်ကလည်းဒီလိုဆရာကြီးဒီဦးကြည်လိုလိုမျိုးပုံကမျိုးဖွင့်ပေးတဲ့ညွှန်ပြပေးတဲ့တရားစခန်းကြီးဒီဓမ္မလူပတနာနီးယားကျွန်တော်တို့ဒီတရားအထောက်တဲ့လူတွေကိုဟိုလွတ်လွတ်ကူလူရင်းတူရှင်ပေါ့ခင်ဗျာအချင်းတို့အတွင်းမှာဒီသိမှတ်ပွားများနိုင်တဲ့အကျိုးကျေးဇူးတွေအများကြီးရပါတယ်အော်ဟုတ်ကဲ့ဟိုတကယ်လို့များဒီဓမ္မလူပတနာကိုစိတ်ဝင်စားလို့ တရားအထုတ်ကျင်သဘောဆိုရင်တော့ဒီလိုတရားစခန်းမျိုးကိုလာသင့်ပါတယ်လို့ဆိုတော့အချိန်တော်တွေ့ကျွန်တော်တို့အထူးသဖြင့်ကျွန်တော်တို့တကြီးရုပ်လူနေနဲ့အချိန်အကြာကြီးလည်းမထိုင်အောင်ခင်ဗျာနောက်ပြီးခွက်တချို့တရားစခန်းတွေမှာဆိုတော့အနည်းဆုံးကျွန်တော်တောက်လောက်ပြီးတရားစခန်းဆိုအနည်းဆုံး၁နာရီထိုင်ရပါတယ်အခုဒီမှာတော့နောက်ပြီးခွက်လောက်ပဲထိုင်ရပါတော့ခင်ဗျာဆင်းပြေပါတော့ခင်ဗျာနောက်ပရမတ်တရားကိုလည်းတိလွင်မြင်လွယ်အများကြီးကြီးကိုတူတူတောင်းတော့အချိန်ကာလအတွင်းမှာအများကြီးကိုထိထိမိမိသိရပါတယ် ဟုတ်ကဲ့ဆရာဦးခမောင်ကြီးနဲ့တကွာဒီဆရာဦးဝင်းတို့ဓမ္မဂတိကဆရာဦးဝင်းနိုင်တို့ဟိုဥဆောင်ဓမ္မဂတိကဆရာဦးခမောင်ကြီးမှာအစပြု၍ဒီဆရာဦးဝင်းနိုင်တို့နောက်ဒီမှာဥစည်းဆောင်လုပ်ပြတဲ့ဟိုအုပ်ဆိုင်ဦးမြတောင်းတို့ဦးမြဝင်းတို့အစရှိတည်ပေါ့ခင်ဗျာအကျိုးဆောင်ရွက်ပေးတဲ့လူများအားလုံးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်နောက်လည်းဆက်လက်ဆောင်ရွက်ပေးနိုင်ပါစေလို့ကျွန်တော်တို့ကဆုမွန်ကောင်းဆောင်ပါတယ်ခင်ဗျာ